ားလုံးပဲမင်္ဂလာပါဗျာ Soccer House ရဲ့တင်ဆက်မှုကနေပြုလုပ်ပါရယ်ကျွန်တော်အခုဒါဆွေးနွေးသုံးသပ်ထားမယ့်အကြောင်းအရာကဒီအကြောင်းအရာခေါင်းစဉ်အကျန်းပေါ့နော်ခေါင်းစဉ်အကျန်းကဘောလုံးရဲ့ကိုယ်ကိုယုံကြည်မှုရဲ့ပုံရဟန်းမင်းကြီးရဲ့ဆိုတဲ့အကြောင်းအရာပေါ့အားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရပိုင်းကပဲကျွန်တော်တို့ဒါ Korean ဘာသာရဲ့ဒါဦးစီးဦးဆောင်တူဖြစ်တဲ့ဒါပုံရဟန်းမင်းကြီးပုံရဟန်းမင်းကြီးကွယ်တော်သွားတယ်ပေါ့နော်ကွယ်တော်သွားတဲ့ အခါမှာသွေးမှာလည်းဘောလုံးဘောတချို့ဟိုပွဲစဉ်ရွှေ့ဆိုင်နေပြီးတော့အာဂျင်တီးနားတပေါ်ရမ်းမင်းကြီးကအာဂျင်တီးနားလူမျိုးဖြစ်တဲ့တော့အာဂျင်တီးနားမှာလည်းပွဲစဉ်တချို့ကိုဒါရွှေ့ဆိုင်လိုက်တယ်ဆိုတော့အဲမှာအတွေးဝင်လာတာကဘောလုံးပြီးတော့ဒီကိုယ်ဝေယုံကြည်မှုပြီးတော့ပုတ်ရဟန်းမင်းကြီးရဲ့ဒီဘောလုံးအပေါ်ဘောလုံးနဲ့ဒီဆက်နွယ်မှုတွေပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေကိုပြည့်စက်တင်နေတဲ့အတူ ပြိဿတွေကိုဝေမျှပေးကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းကိုပြောစဉ်းစားထားတယ်ဆိုတော့ဘောလုံးကဘောလုံးကိုနိုင်ကိုကဟိုကိုယ်ဝယ်ယုံကြည်ရပါတာတရားတစ်ခုလိုပဲကဘာကြီးကိုတော့ဩဇာတော်တော်လေးကြီးတယ်ဒါအားလုံးလည်းသိတယ်ဆိုတော့ဟိုဘောလုံးကလပ်အသင်းတစ်သင်းကိုအားပေးတဲ့ပြိဿတအူဟာဒီနာမိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာညှိတွေ့ခြင်းပဲတာဘောလုံးကလပ်အသင်းတစ်သင်းကိုအားပေးတယ်ဆိုတော့ အလုံးလေးကြားဦးလိုက်မယ်တချို့ဆိုတငယ်ချင်းချင်းချင်းဟိုအခေါ်ပြောရက်ဆိုင်သွားတာမျိုးတွေဘောလုံးနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒါမျိုးတွေရှိတယ်။ဟိုဒီ club အသင်းရဲ့ဒီနိုင်ငံတော်သားတွေလို့ဖြတ်သွားကြတာဘောလုံး club အသင်းတစ်သင်းကိုအယူမှုဆွဲလန်းတဲ့သူတွေအများကြီးရှိတယ်။ဆိုတော့ဒီနေရာမှာဒီဆော့ကျွန်တော်ပြောဆိုပြီးဘောလုံးကို၌ကကိုယ်ကိုယ်ယုံကြည်ရတကယ် spiritual world ဒီဆိုတဲ့အနေအထားမျိုးနဲ့ ဒူရစီကိုဟိုချုံအောင်ထားကြတယ်ကစားသမားတွေရဲ့အဲထားပါတော့ဒီဂုံမှာပေါင်မှာလက်မောင်းမှာဒီလဝကတိုင်ကိုတတူးထိုးထိုးထားကြတာတွေကိုလည်းကျွန်တော်တို့တွေ့ဦးတယ်ဘောလုံးကို၌ကဒီဘာသာတရားတစ်ခုလို့ကိုယ်ကိုယ်ယုံကြည်ရတစ်ခုလို့မျိုးကဘာကြီးကိုလွှမ်းမိုးထားချိန်မှာဒီဘောလုံးအတွင်းမှာအဓိကအစိတ်ပိုင်းနေဖြစ်တဲ့ဘောလုံးသမားတွေဟာလည်းဒီကိုယ်ကိုယ်ယုံကြည်မှုတွေဘာသာတရားတွေနဲ့ဟိုဆက်နွယ်နေကြတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်ဆက်စပ်ပြောသလို လောကတိုင်းတတူးထိုးရကြတယ်တချို့ဒါကိုးသွင်းပြီးတဲ့အချိန်မှာအမြေကြီးကိုနမ်းတယ်ကောင်းကင်ကို thanks to god ဆိုရဲဒီ just ကျွန်တော်လုပ်တယ်ကောင်းကင်ကိုလည်းညှိုးထိုးတယ်အဲတချို့ဆိုလဲဒီဘလော့ကောမလဲဆိုတော့ဟိုအောင်ပွဲခံတဲ့အချိန်မှာဝတ်ပြုတဲ့ပုံစံအောင်ပွဲခံတယ်ဒီ maker data ကိုဒီမျက်နှာမူပြီးတော့အောင်ပွဲခံကြတယ်ခေါင်းဥဆိုင်မဟာမတ်ဆလာလို့လို့ပေါ့ ဆိုတော့တကယ် big win နေတကယ်အဆုံးဖြတ်ဖို့တွင်ပြီးတဲ့အချိန်မှာဟောဘုရားသခင်ရဲ့ဒီသူတို့ကိုယ်ဝယ်ရရာဘာသာတရားအလိုက်ပေါ့နော်ဒါသူတို့ရဲ့ god ကိုဟောအလေးအမြတ်ပြုကြတယ်ကျေးဇူးတွေတင်ကြတယ်ဆိုတော့ဒါမျိုးတွေကျွန်တော်မကြက်အများနဲ့တွေ့ရတယ်မမေရဆို2009ပေါ့နော်2009 Champions League final မှာ AC Milan က Liverpool ကိုအနိုင်ရပိုဆွဲပြီးတဲ့အချိန်မှာကာကာရဲ့ shape အင်းကြီး I belong to Jesus ိုတဲ့ရှက်အင်းကြီးတော့အားလုံးဒီအတွက်အမှတ်တရပုံရိပ်တစ်ခုဖြစ်ခဲ့တယ်အဲ့လိုပဲကျွန်တော်တို့မဟာမက်ဆလာကနေစလို့အခုဒါနောက်ဆုံးလူငယ်လေးပေါ့ဒီမန်ချက်စတာစီးတီးကခေါ်လိုက်တဲ့ကိုဆာနော့ဖ်တို့လိုသူအင်္ဂလုကန်တီတို့လိုဘန်ဇီမာပေါ့ပါအဖာရှိသဖြင့်ဒါမွတ်စလင်ကစားသမားတွေသူတို့ရဲ့ဒီဘလို့ကွင်းကွင်းတွင်းပေါ့ကျွန်တော်တို့တစ်ခါလေကြာရင်ပရိသတ်တွေသတိထားမိလားတော်တန်ဟော့စတာစ်နဲ့ အေဗာတန်ရဲ့ကစားတွေပွဲတော့ကဒီရမ်ဇန်ကာလမှာဒီ fasting ပေါ့နော်အစာအစာဟိုဘောလုံးကစားနေရင်ねအေဗာတန်မှာအဲတုန်းကဒီမော့စလင်ကစားမှတုံးရောက်ရှိတယ်ဒိုကိုရီရဲ့အဲပြီးတော့ဂေးကြီးကနာဂေးကြီးရဲ့နောက်တစ်ယောက်ဘယ်သူလဲမသိဘူး၃ယောက်အဲဒီ၃ယောက်ဟာအဲ့လိုမျိုးတောက်ကံဘောတို့လက်ပစ်ဘောတို့အဲ့ပွဲခဏရက်သွားတဲ့အချိန်လေးကိုကွင်းဘေးကိုသွားပြီးတော့ ဒီအဲ့ဒီအချိန်မှာသူတို့ဒီ fasting ပေါ့နော်ဒီပထမဆုံးဟိုအစားတော့သူတို့စားကြတယ်သူတို့ကွင်းတဲ့တိုင်းတွေကအဲ့လိုအချိန်ကြာရင်ကွင်းတဲ့တိုင်းတွေကလည်းနားလေတယ်ပွဲကိုခဏရပ်ပေးထားတာမျိုးတွေရှိတယ်နောက်ပိုင်းကျတော့ဘာလုပ်လဲဆိုတော့ club အသင်းတွေက premier league ဖွဲ့ချုပ်ကိုစတင်တဲ့ဒီလိုကာလမျိုးတွေမှာကစားသမားတွေအတွက်အချိန်လေးတစ်ခုပေးဖို့ကစားနေရင်လည်းဆိုတော့ကျွန်တော်ဒါတွေတွေ့ဘူးတယ်ဒါဒါဒါ muslim ကစားသမားတွေပေါ့နော်ပြီးရ Christian ကစားသမားတွေဆိုတော့ဥမာ Alison Becker ဆိုတချို့ပြည်သက်တွေမြင်မှုကြလိမ့်မယ် ီ Rod Family ရဲ့ Feminal လောကမှာကစားတော့ကဒီ Baptizing လောက်တာလေဆိုတော့ Rebirth ပေါ့နော် Rebirth အာပြီးတော့ဒါကိုသူတို့ကိုယ်ကိုယ်ယုံကြည်မှုရဒီစင်ကြယ်မှုတန်ရှင်းမှုကိုလောက်တာဘုရားသခင်ကိုဘုရားသခင်ရဲ့နိုင်ငံသားအဖြစ်ကတိကိုပြုတာဆိုတော့ Baptist ဒီနှစ်ချင်းခံတယ်ပေါ့နော်နှစ်ချင်းခံတယ်ဒီဘဘူးအသိပေါ်တွေကဝိုင်းထားတယ်ရေကူးကန်ထဲမှာအဲအလန်ဆန်ဘာကာက Roberto Firmino ကိုဒါ နှစ်ချင်းခံတဲ့ဟာကို elephant burger ကလုတ်ပေးတယ်ဆိုတော့ဟာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အပေပြောမှဆိုဒီဘောလုံးအသင်းနေနဲ့အကူပွဲယုံကြည်ရပါတာတရားဆိုတဲ့အရာကလည်းကျွန်တော်တွေ့ပြီးတော့မြင်နေရတာအဲ့မှာမှာပုပ်ယဟန်မင်းကြီးပုပ် Francis ကိုရင်းကလည်းဒီတကယ်ဘောလုံးအမာခံပြိသက်ဘောလုံးပြိသက်အကြီးစားတယောက်ငငယ်သူကိုယ်တိုင်လည်းဘောလုံးကစားဘူးလေတန်းတန်းကျင်ကစားဘူးလေပြီးတော့ဒါဟိုဒီ creator သာသနာမှာဒီ လို့ခုံလဲဆိုတော့သူတာသနာရေးလုပ်ငန်းစီမှာဘဝပြုံးနံလိုက်ပြီးတော့နောက်ဆုံးပုတ်ရဟန်းကြီးဖြစ်လာတော့ဆိုတော့ပြီးခဲ့တဲ့ချက်ပိုင်းကသူကွယ်လွန်သွားတဲ့အခါမှာစီရီစီရီကဒီပွဲစဉ်တွေရွှေ့ဆိုင်နေပြီးတော့အာဂျင်အာဂျင်တီးနားရဲ့ top tier league အကုန်လုံးဒါလေးစားတော့အားဖြင့်ပေါ့နော်ပြီးတော့ဒီဝမ်းနည်းမှုကိုပြခြင်းအားဖြင့်ပွဲတွေအကုန်လုံးကန်ဆယ်လုပ်လိုက်တယ်ဆိုတော့ဒါလည်းကျွန်တော်တို့ ဒီဘောလုံးနဲ့ဒီဘာသာတရားကိုယ်ကိုယုံကြည်မှုနဲ့ဆက်နွယ်နေတဲ့ဖြစ်ရပ်အဖြစ်ကျွန်တော်တို့ပြောလို့ရတယ်။ပုပ်ရဟမင်းကြီးတွေကပြီးတော့တခါဒီပုပ်ဖရန်စစ်ဆီအရလုံးမှာမဟုတ်ပုပ်ဖရန်စစ်ဆီဆီကပုပ်ဘေနေဒက်အတူရှိမှာပုပ်ဂျွန်ပေါ်เนาะသူတို့အကုန်လဲဒီကျွန်တော်တို့ဘာလတလီကနေစပြီးပေါ်ဖွန်ပြီးတော့ဒီဂိုမာရာဒိုနာကနေပီလီအထိတအားပုပ်ရဟမင်းကြီးတွေနဲ့ဘောလုံးမိုင်းနဲ့ဒီအမှတ်တရတွေ အဲကျွန်တော်အများကြီးရှိခဲ့ဘူးတယ်ကျွန်တော်1994ကဘာဖလာတော့ကအိုင်ယာလန်ကဟောထောင် sorry 90လို့90ကဘာဖလာ90ကဘာဖလာတော့ကအိုင်ယာလန်ကမထင်မှတ်ပင်တဲ့ quarter final တက်လာသူတို့ round of 16မှာ Romania ကို penalty အဆုံးဖြတ်တဲ့အနိုင်ယူပြီးတဲ့အချိန်မှာဒီအဲတော့ကဘာဖလာကအီတလီမှာလောက်တာအီတလီမှာလောက်တဲ့အခါမှာ Vatican ကလည်းအီတလီထဲမှာပဲဦး ဗက်တီကန်ကိုသွားတယ်အိုင်လန်အသင်းကြီးပြဂျက်ဆော်တန်နဲ့ကစားသမားတွေဟာပုတ်ယဟမင်းကြီးဂျွန်ပေါ်ကိုသွားပြီးတော့ဒီဂါရဝပြုတ်ကြတယ်ပုတ်ပုတ်ယဟမင်းကြီးကလက်ခံတွေ့ဆုံတယ်အပြီးတော့တခါ2000လုံးက2000ပြည့်နှစ်တုန်းကလည်းအဲ့လိုပဲဒီရိုမာအသင်းအစီရီမှာချန်ပီယံဖြစ်တဲ့အခါရိုမာအသင်းရဲ့တိုက်စစ်မှုကာရီယာဘတ်တစ်စတူတာပုတ်ယဟမင်းကြီးဂျွန်ပေါ်2ပေါ့နော်ဂျွန်ပေါ်ကိုသွားပြီးတော့ဒီဂါရဝပြုတ်တယ်ဂျွန်ပေါ်ကလည်း ဒီပုတ်ဂျွန်ဘောကလည်းကောင်းချီးပေးတယ်ကျွန်တော်တို့ရိုနာဒိုကြီးဒါနာဇရီယိုပေါ့နော်ဘရာဇီးရိုနာဒိုကြီးဘရာဇီးလီယန်ရိုနာဒိုကြီး1998မှာဒီဘာစလိုနာကနေပြီးတော့အင်တာမီလန်ကိုပြောင်းတဲ့အခါမှာအဲ့လိုပဲဒီဘရာဇီးအင်ကြီးအင်တာမီလန်အင်ကြီးနဲ့ခဲဖို့ယူသွားပြီးတော့ဒါပုတ်ယဟမင်းကြီးပုတ်ဂျွန်ဘော2စီကိုသွားပြီးတော့လက်ဆောင်ပေးတယ်သွားပြီးတော့ဂါရာဘီတွေ့ဆုံတယ်ဆိုလိုတာကကိစ္စကြီးတွေအောင်မြင်သွားတဲ့အခါရည်ရွယ်ချက်တွေပြည့်မြောက်သွားတဲ့အခါ ဒီဘုရားသခင်ရဲ့ဒီကိုကိုယ်သူယုံကြည်သူတပ်ဝင်သူအဖြစ် ပုံယဟမင်းကြီးစီမှာတွားပြီးတော့ဂတိကိုပြုတဲ့ဒီအလေးအထပေါ့နော်ကဘာကျော်ဘောလုံးသားတွေစီမှာရှိသလိုဒီအဲ့ဒီအခါမှာဒီပုံယဟမင်းကြီးတွေကလည်းဒီကစားသမားတွေကိုဘောလုံးသမားတွေကိုအကောင်းချီးပေးတဲ့ဒီဒလိလေးပေါ့နော်အားလေးကရှိတယ်ကျွန်တော်တို့ရှိသေး2000ပြည့်နှစ်အော်တိုဘာလာလုံးကလည်းဒီလိုပဲဒီဘူဖွန်ကဒီပုံယဟမင်းကြီးကိုတွားပြီးတော့သူ့ရဲ့ဒီ လက်အိတ်သွားပြီးတော့လက်ဆောင်ပေးရင်းနဲ့ဒါကာရဝပြူတာတခါပေးလေနော်တပရာဒီကန်တော်ကသာသမားကြီး2005လောက်မှာဒီဂျာမနီနိုင်ငံခလုံးကိုရောက်တယ်ရောက်ပြီးတော့အဲ့ဒီမှာဒီပုပ်ယဟန်မင်းကြီးပုပ်ဘနက်ဒစ်ဆစ်တင်နော်ဆစ်တင်စီကိုသွားပြီးတော့ပေးလေဟာဒီသူ့ရဲ့ဂျမားကြီးအတွက်ရောပြီးတော့ဒီခရီးယာဘာသာပေါ်တော့ဝင်ရောက်ခြင်းမှုတော့သွားပြီးတော့တွေ့ဆုံလိုက်တာကျွန်တော်တို့တွေ့ရတယ်ယူရိုပြိုင်ပွဲမှာယူရို2000 ဟာယူရိုမဟုတ်ယူရို2000တွဲအပြီးပေါ့နော်ယူရို2000တွဲအပြီးမှာဘာလိုတယ်လီပြီးတော့ဒီအီတလီအသင်းသားတွေဖြစ်တဲ့ Arsenal တို့ PL တို့တခြားအသင်းတွေလည်းပါတယ်။ပြီးတော့ဒီပေါ်ဟမ်မင်းကြီးစီမှာသွားပြီးတော့ Vatican City ကိုသွားပြီးတော့အဲ့မှာသွားပြီးတော့ကာရာပြူလာမျိုးတွေဒါအများကြီးပဲဗျာကျွန်တော်ပြောရင်ကုန်မှာမဟုတ်ဘူး Lionel Messi နဲ့ Buffon နဲ့နှစ်ယောက်ဒီ Pope Francis ပေါ့နော် အစီကိုသွားပြီးတော့ဒီ Vatican City ကိုသွားပြီးတော့ဟိုတန်လွင်ကက်လေးလက်ဆောင်ပေးတာပြီးတော့ဒီပိုကောင်းတဲ့ကဘာကြီးဖြစ်လာစေဖို့အတွက်အပိုကောင်းတဲ့ဒီဘလို့ခမလဲလူသားတွေဖြစ်လာဖို့အတွက်အမြဲတမ်းဥဆောင်မှုလမ်းညွှန်မှုပေးတဲ့ပိုရမင်းကြီးကိုကျေးဇူးတင်တဲ့အကြောင်းဒီလန်ဒန်ဘက်စီကဒီတန်လွင်မင်းလေးသွားပြီးတော့လက်ဆောင်ပေးတယ်ပိုရမင်းကြီးကလည်းလက်ခံတွေ့ဆုံတယ်ဒါမက်ဆီနုတို့မက်ဆီနဲ့ပူဖို့နှစ်ယောက်လာတာအဲ့တုန်းကအတူတူလာတာပိုရမင်းကြီးကသူ့ကိုအဲပြန်ပြီးတော့ ဒီကာရောပေးတယ်အဲဘယ်လိုကောင်းချီးပေးတယ်ပေါ့နော်ကောင်းချီးပေးတယ်ဆိုတော့ဆိုလိုတာကဒါကြီးပြောရင်ကုန်မှာမဟုတ်ဘောလုံးရေပုပ်ရဟမင်းကြီးရေအဲသူမဟုတ်လေဒီဘောလုံးရေမော်စလင်ကသားသမားတွေရေအဲ့လိုပဲအလားတူပဲကျွန်တော်တို့ဘောလုံးမှာဗုဒ္ဓဘာသာကသောင်းမတွေအများကြီးရှိတယ်။ရောဘတ်ဘက်ကျူတို့ဆိုရင်ဟိုတကယ်ကိုတော်ဝင်ယုံကြည်သူတွေပြီးတော့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဒီအထွတ်မြတ်ထားမယ့်အရာတွေအဲ့ဒီအရာတွေ ီးတော့ဒီမော်ရဘိုင်းဆိုင်ရာဟိုအကြံဉာဏ်တွေသူအသင်းပေါ်ဟောင်းနေကသားသမားတွေအသင်းတန်းသိဆောင်တဲ့ရုံးကန်နေရတဲ့အချိန်မှာရောဘတ်တ်ဘက်ဂျူကလူစုပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာအထောက်အပံ့ဖြစ်စေမဲ့ဒီစိတ်ရခွန်အဖြစ်စေမဲ့ဘာသာရေးနဲ့ဆက်နွယ်တဲ့စကားလုံးတွေပြောတာမျိုးတွေကျွန်တော်တို့ကြားခဲ့ဘူးလို့ကြုံခဲ့ဘူးလေဒီကောမှာတော့ဒိုနာဆိုတော့ဒီဒီကောဘန်မာရာဒိုနာကဟိုကက်ပီတလစ်ဇင်ကိုစန့်ကျင်သူဟာလာဒီကမ်နီဇင်နဲ့ နေသက်သူထိတွေ့သူသူမနိုင်ငံခံရတဲ့အမျိုးမျိုးရှိတယ်ဆိုရှယ်လစ်တူဖြစ်တယ်ဒါပေမဲ့သူကလည်းဒီပေါ့ဖရန်စစ်စီကိုတွားပြီးတော့ဒီအရင်ကတည်းကအသေးအညီကိုတော့လက်ဆောင်ပေးတယ်ပေါ့ဖရန်စစ်နဲ့စကားတွေပြောတယ်ဆိုတော့ဒီဟာမျိုးတွေပေါ့နော်ကျွန်တော်တို့အများကြီးအများကြီးကျွန်တော်တို့မြင်ခဲ့ရဦးတယ်ဆိုတော့ဘောလုံးမှာဘောလုံးမှာသူကိုယ်တိုင်ကဘာသာတရားတစ်ခုလို့ဖြစ်နေသလိုဘောလုံးနဲ့ဘာသာတရားရဲ့ဆက်နွယ်မှုတွေကလည်းအများကြီးရှိတယ်အခုဒီပေါ့ဖရန်စစ်တည်တဲ့အချိန်မှာကျွန်တော်တို့ ်ကွယ်လွန်သွားတဲ့အချိန်မှာဒီလီယိုနမက်စီကဟိုဝန်နေကြောင်းစကားလေးပေါ့နော်ဝန်နေကြောင်းစကားလေးဆိုတာလေဒါကျွန်တော်တို့မြင်ခဲ့ရတယ်အဲ့လိုပဲဒီဘွန်နိုဆရစ်မှာဒီလူအများကြီးငိုကြတယ်ငိုတဲ့အခါမှာဘောလုံးကလပ်အသင်းတွေဟာဝန်နေကြောင်းအလက်အခွာတွေလမ်းတွေလွှင့်ထိုးကြတယ်ပေါ်ဖရန်စစ်ရဲ့နာမည်ရဲ့ပြီးတော့ Vatican City ရဲ့ဒီမြင့်မြတ်တဲ့အလံတော်ပေါ့နော်အလံတော်တွေလွှင့်ထိုးပြီးတော့ တကဘာလုံးကဝမ်းနည်းမှုကိုပြကြတယ်ဆိုတော့ဟိုဒါလေးကလေဟိုချစ်စရာကောင်းတဲ့ဘောလုံးနဲ့ပတ်သက်ရင်ဘောလုံးကအစိုးရပဲမဟုတ်ဘူးဘောလုံးကလူတွေပြောသလိုဟိုဘယ်ကောင်လဲအရန်ပူလောင်လွန်းတဲ့အရာဒေါသတွေလောင်မြိုက်တဲ့နေရာတွေမကွင်းထဲကိုလာပြီးတော့မပြေလည်မှုတွေကိုပေါက်ကွဲတဲ့နေရာပြီးတော့တကဘောလုံးနဲ့ပတ်သက်လူမျိုးကြီးခွဲခြားမှုတွေဒီလိုအနှုတ်လက္ခဏာတွေရှိသည့်တိုင်အောင်ဘောလုံးနဲ့အတူမြင်ရတဲ့ငြိမ်းချမ်းမှုတွေဘောလုံးနဲ့အတူမြင်ရတဲ့စာနာမှုနားလည်မှုလူသားချင်းဆိုင်ရာ ဒီအကူအညီပေးမှုတွေဘောလုံးနဲ့ဘောလုံးနဲ့နိုင်ငံကြီးရဲ့ဆက်နွယ်မှုတွေဘောလုံးနဲ့ဘာသာတရားရဲ့ဆက်နွယ်မှုတွေကျွန်တော်တို့အများကြီးမြင်ရတယ်ပေါ့နော်အဲ့တော့ဒီပေါ့ညမ်းမင်းကြီးဒီဟိုဒါပေါ့ဒီ Francis ကိုယ်တော်သွားတဲ့အချိန်မှာလည်းတကဘာလုံးကဘာသာမတူတဲ့ကစားသမားတွေကလည်းဒီဥမာမွတ်စလင်ဘာသာကိုကိုးကွယ်တဲ့သူတွေလည်းဒီဝန်ထဲချောင်းဒီ post ကြီးတင်ကြတယ်အရင်ချစ်ဖို့ကောင်းတယ်ဘောလုံးကတခါလေးကြတော့ဘောလုံးကဆက်ရုပ်ဆန်လာပြီဘောလုံးကဒါဒီလည်းအမှန်တရားပဲ အခြားတစ်ဖက်မှာကျွန်တော်ဘောလုံးနဲ့ပတ်သက်ပြီးတော့လှတရားကြီးလည်းအများကြီးရှိသေးတယ်။ဟိုဘောလုံးနဲ့ပတ်သက်ပြီးတော့ဒီဘာသာရေးခေါင်းဆောင်ကြီးတွေကလည်းဟိုပုတ်ဆိုပြောသလိုပုတ်ဖရန်စစ်ဆိုနိုင်ငံကဘောလုံးအရင်ကောင်းလား။ဘောလုံးဝါကနာလည်းကြီးတယ်။ဘောလုံးပြိသက်တူလည်းဖြစ်တယ်။အာဂျင်တီးနားလည်းပြင်းအသင်းကိုလည်းသူအရင်အားပေးတယ်။ဟိုသူကလည်းအာဂျင်တီးနားလိုမျိုးဖြစ်နေတယ်။အာဂျင်တိုင်းတို့ဖြစ်နေတာကြောင့်ဆိုတော့ဟိုကျွန်တော်တို့ ီဘောလုံးနဲ့ပတ်သက်တဲ့အလှတရားပေါ့နော်ဘောလုံးရဲ့ကိုယ်ခွေယုံကြည်မှုရဲ့ဒီပုံယဟမင်းကြီးရဲ့အလှတရားတွေဒါတွေလည်းရှိပါသေးတယ်ဆိုတာကိုဒါတင်ဆက်လိုက်တာဖြစ်ပါအားပေးကြတဲ့ဆော့ကောက်ဟောက်ပေးသမျှအားလုံးအထူးပဲကျေးဇူးတင်ပါတယ်